ဘာဖြစ်မင်းတို့ NG စာပုံမကြလို့ NG ကတခိုးဂျဘိုအော်ဒန်ဇာနိုင်ငံရေအောက်စုဖြစ်နေတဲ့ခါကျတော့မင်းအွန်လိုင်းကသူတို့ရဲ့အာနယ်ချက်ကိုသိတဲ့ခါကျတော့မင်းအွန်လိုင်းအကွက်ကြက်ကြက်လေးကစားသွားတာအလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့သူတဲ့ကောင်းတဲ့မှဲ့တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာလာရှင်စနစ်ကြာရှုံးရမည်တိုင်ခေါ်နော်အချမ်းဖက်စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူနီအပေါင်းပါအများကိုတဲ့ဖမ်းဝရဲထုတ်ရင်ထိုင်းထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန D SIE အထူးပြုဆုံးဖြတ်ချက်ကိုစစ်နစ်အုပ်ချုပ် စနစ်6ရုပ်တို့ယနေ့တင်ပြကြောင်းထန်းတင်းဌာနနေကပေါ်ပေါ်ထုတ်တာဗောနော်ယနေ့မလာ3ရက်နေ့တွင်လည်းထန်းအထုဆုံဆန်းစစ်စီရဌာနစောချစ်သူနေအပေါင်းအပါများကိုဖမ်းဝရထုတ်ရအတီးပြုထားသည့်စုံဖြတ်ချက်ကိုစနစ်အုပ်ချုပ်ရုပ်တို့တင်ပြလက်ချင်းဖြစ်ပြီးအဆိုပါဖမ်းဝရထုတ်လက်စီဖြစ်ပါနေသောပြည်တွင်နေနိုင်ငံတကာလူကုန်ကူမှုညာပတ်သက်၍ဆက်စင်းနေကြောင်းသိရှိရသည်ထိုအထုဆုံဆန်းစစ်စီရဌာနဤလူမှုလူမှုကူတပ်ပြင်းရဌာနညင်ကြမှုတို့ ဒူတတရရေမူးကြီးနော်အဖွဲစီတယ်လပန်းရောက်ပေါ်နေအောင်အမဖုံးမချစ်သူတော့ရပေါ်နော်ကရင်ပြည်နယ်မြဝတီမြို့နယ်ဆွေကုတ်ကိုကြာဖြောင်းဝေးလိုက်ဂိုင်းများကို အကအကအကွယ်ပေးထားသောစစ်ကောင်စီလက်အောက်ခံကရင်နယ်စား စာတာ BJ ကောင်းဆောင်ဘုံမူကြီးစောချီတူမူတော့စောတင်ဝင်တော့ကိုထမ်း DSI ဖမ်းဝရိုက်ထောက်ရန်ပြင်ဆင်နေခြင်းဖြစ်ပါသေးတယ်။อืมမအောင်မေအခုမီအောင်လက်စီယာနိုင်ငံမှာတော်တယ်ဆိုတော့လေသူကကြာဖြောက်သူ့နေနေဖို့သူမျက်နှာယူမှာဘာပဲဆိုမီအောင်လနဲ့မောင်ချီတူကတော့တိတ်မတဲကြတော့ဘူးလေတိတ်မတဲကြတဲ့ခါကျတော့ တိတ်မတဲကြတဲ့ခါကျတော့အခုကဒီကြာဖြားဆိုတာပြဿနာပေါ်လာတာအဲ့တော့မင်းအွန်လိုင်းကသူလားဆီယာမသွားတဲ့ခါကျတော့သူတယုတ်တယ်သူဖားမှာပေါ့ကွာငါဒီကြာဖြားငါနဲ့နင်းပြမယ်အာလာဆီယာမင်းငါလက်နဲ့ပြရမယ်အဲ့ဒီကြာဖြားနဲ့နင်းဖို့ဆိုတော့ဒီလူလူတွေပေါ်လာတော့အဲသူတို့လုံးလုံးမရဘူးဘာဖြစ်လဲကျမပြောပြီးအခုမှချစ်သူတို့လွတ်နေတဲ့အလောက်တွေ KN နဲ့မှချစ်သူတွေပေါင်တဲ့အလောက်တွေကျမပြောမနော်ကရင်ပြည်နယ်မှာတို့ကြာဖြားနေနေတာနော်ကြာဖြားနေနေတာလူတွေကိုတို့ပို့မယ်ပို့မယ်ဒါမဲ့အကြာဖြားအကြီးကောင်းနေကြတော့တို့ဖွက်ထားတယ် အဲ့လိုမျိုးလုပ်လို့မရဘူးကျွန်မပေါ့အဓိကကြာဖြတ်ကြီးကောင်းလေးဖွဲ့ထားရအောင်တရုတ်တွေကိုတရုတ်တွေကိုတော့ဖမ်းတရုတ်လက်ထဲကိုအားပြရမယ်ဟုတ်လားဟုတ်လားကရင်ပြည်မှာလာလာဒီကြာဖြတ်ကြာဖြတ်ကိုလာလို့နေတရုတ်ခေါင်းဆောင်တွေကိုနော်ဒီလောက်ကန်လို့လို့တို့မျိုးလေးလောက်ကန်ဘက်မှာသူကဒီဒီဒီလောက်ကန်ကြာဖြတ်ခေါင်းဆောင်တွေကိုဒီပူပွန်လက်နဲ့ကအဖွဲစီကဖန်ပို့ပေးတို့မျိုးဒီမွန်ချစ်သူတို့ကတကယ်ကရင်ပြည်နယ်မှာကြာဖြတ်သူတို့လည်းမဆိုင်ဘူး KNU တွေကကြာဖြတ်သူတို့နဲ့မဆိုင်ဘူး DKBA ကြာဖြတ်သူတို့နဲ့မဆိုင်ဘူးဆိုလို့ရှိရင်အခုကရင်ပြည်နယ်မှာစီးတဲ့ဒီကြာဖြတ်ခေါင်းဆောင်တွေကိုသူတို့ကိုယ်တိုင်ကပူပေါင်းပြီးတော့ဖိုင်းပြီးတော့တယုံနဲ့ထဲအားရမှာဟုတ်လားဟုတ်လားအခုသူတို့တယုံမအားပဲနဲ့အကြီးကောင်တွေသူတို့ဖွဲ့ထားပေးတယ်အခုသူတို့ပို့တဲ့လူတွေကယိုယိုသံမှန်လူတွေယိုယိုဒီလူလူဘူးဒီဘာမသိနေပဲလေ နော်အဲ့ဒါကြောင့်မို့အခုတရုတ်တွေလည်းသိတယ်မင်း online လည်းသိတယ်ဒါကြောင့်မင်း online ကအကွက်ကြက်ကြက်လောက်ပြီမှာသူတို့အကွက်ကြက်ကြက်လောက်ပြီမှာမင်း online ကတရုတ်မျက်နှာတော့ဖားပြီးဂျာဖြောက်ကိုငါနိုင်နီးပေးမယ်နင်တို့မပုနဲ့อืมငါကိုလက်နဲ့ထပ်ပပေးငါလောက်ပေးမယ်အမလေးမင်း online ထန်းကိုလည်းလာဖားတယ်တရုတ်လည်းတော့ဖားတယ်နတ်စီကလည်းတော့ဖားတယ်ဒါကြောင့်ကရင်ကတော့ဒီဒုက္ခရမယ်ကျွန်မကြည့်တာဒုက္ခရမယ်အခုကရင်ကျင်းတော့ကြည့်လေ နော်မချစ်သူရောက်တဲ့ဖွဲရောက်တဲ့ဝေးတော့ကဝဲမချစ်သူနဲ့ဖင်လို့ဖိခိုင်းတယ်ဝေးအမလေးအဲနွင်ကြီးရဲ့ရောက်တဲ့ဖွဲနဲ့ရောက်တဲ့ဝေးဖင်လို့ဖိခိုင်းတယ်ဝေးတော့ကဝဲကရင်ချစ်ချစ်တော့မပေါင်ပေါင်လို့မရကြဘူးသူတို့ပတ်ဆက်ပေးလို့ရမယ့်အဖွဲစီတွေမိမဖင်လို့ပေးချမယ့်အဖွဲစီတွေဆိုအာသူတို့လက်ကောက်ပေါင်တယ်သူတို့ပေါင်တဲ့အမလေးခုမှသူတို့ပေါင်တာပေါင်တော့ဘယ်လိုဖြစ်လဲစစ်အတူတူသွားတတာမသာပေါ်တယ်လင်းမြန်နဲ့လာကျဲတယ်အဖေစုံနဲ့တည်တယ်အေးအဲ့လိုမျိုးဖြစ်တာကပြဿနာဟုတ်တာဟုတ်လားဒါကြောင့်မို့သူတို့တွေက အမှန်တရားလောက်တဲ့အဖွဲ့စီသူတို့လက်မသွဲဘူးသူတို့စပါမျက်နှာငန်းပြီးတော့ဟိုငွေမျက်နှာငန်းပြီးတော့သူတို့ငွေပေးနိုင်မယ့်အဖွဲ့စီတွေစပါမျက်နှာပေးနိုင်မယ့်အဖွဲ့စီတွေနဲ့သူတို့ပေါင်းပြီးတော့စစ်တရတဲ့ခါကျတော့ဘယ်လိုသွားအောင်မြင်မလဲဟုတ်တော့ဟုတ်လားဘာဖြစ်ဆိုစပါမျက်နှာပေးတဲ့အဖွဲ့စီတွေကလည်းကြာဖြောက်အောင်စုနော်ဒီငွေတွေပေးတဲ့အုပ်စုကလည်းကြာဖြောင်းအုပ်စုအဲ့တော့နင်တို့စစ်တမ်းနေတဲ့ကရင်ပြည်နယ်မှာကြာဖြန့်ကောင်းဆောင်လေးတို့ပေါ့တော့နင်တို့လည်းကြာဖြပဲဖြစ်သွားမှာပေါ့ဟုတ်တယ်ဟုတ်ဒါကြောင့်အခုထန်းနေရတကယ်လုံးတော့မှာနေအခုထန်းနေရတော့ ဒီ DSN အဖွဲ့စည်းစုကတကယ်ကိုမှကန့်တယ်လို့ရတယ်သူတို့ကန့်တယ်လို့မရလို့ရှိရင်ကဘာကြီးကကန့်တယ်နိုင်မယ်ဒါကြောင့်ဒီကြာဖြတ်ကိစ္စကျမပြောပြီး KNU ခေါင်းဆောင်တွေကတော့ပြေးမလို့အခုထမ်းနိုင်ငံမှာလေကျမသိတဲ့ထမ်းပလဲတရားပြောတဲ့ဒီတော့ကရင်ခေါင်းဆောင်တွေတကောင်မှလို့မမဟုတ်ဘူးတဲ့ဒီကြာဖြတ်နဲ့မှချစ်သူနဲ့မပတ်သက်ကောင်းတယ်ပဲလို့ရမှာအခုဆိုလို့ရှိရင်နနီလေကတော့သူတို့ရေးပြီး KNU ခေါင်းဆောင်ဘသူ KNU ခေါင်းဆောင်ဘသူ DKB ခေါင်းဆောင်ဘသူ BJ ခေါင်းဆောင်ဘသူ နေတို့ကရင်ပြည်နယ်မှာကြာဖြတ်လာဖြစ်ပေါ်လာတယ်ဆိုတော့နေတို့ကရင်ခေါင်းဆောင်တွေစောက်တော့မကြတော့နေတို့ကရင်ခေါင်းဆောင်တွေတိုင်းပြည်ရောစားလူမျိုးရောစားနေတို့လူမျိုးတွေပြည့်စည်တော့မကောက်ဘူးနိုင်ငံအနိုင်ငံသောင်းဆဲကြောလူမျိုးတွေဘဝလာပြည့်စည်နေရတာအလောင်းတွေလာပုတ်နေရတာဟုတ်တယ်ဟုတ်လားကြာဖြတ်ဆိုတာဘလားကြောက်ဖို့ကောင်းတယ်ကြာဖြတ်ဆိုတာဘလောက်ဒီကပအစင်မှာနော်ကပရလက်မခံတဲ့အလောင်းကိုတို့လက်ခံတာလဲဆိုတော့စောက်ကြည့်လိုက်ပါလားကျွန်မပြောတယ်နော် ကရင်အချင်းချင်းကိုနေတာမဟုတ်ငါတို့ကရင်ခေါင်းဆောင်စောက်တော့မကြလို့ငါတို့ကရင်ခေါင်းဆောင်ငွေမဲစပါမဲလို့အခုလိုမျိုးကြာဖြတ်ဆိုတာကရင်ပြည်နယ်မှာလာစိတ်နေတာငါတို့ကရင်ခေါင်းဆောင်တွေဒါစောက်ချင်းကောင်းမယ်နော်အသစ်အသစ်အသစ်တရားစီမယ်ဆိုလို့စီနေဒီလိုမျိုးမပြတ်စီဘူးငါတို့ကရင်နေသိတာကြည့်လေစီမံကိန်းလောက်ရဲဆိုတာကျမပြောခေါင်းဆောင်ကောင်းပိတ်သားမယ်ဆိုလို့စီ မင်းလို့တဲ့စီမံကိန်းကမင်းပြည်သူလူထုအတွက်တိုးတက်မလားမင်းပြည်သူလူထုအတွက်နင့်နာမလားဒုက္ခရောက်မလားအစကတည်းကမင်းစင်စားဖို့တင်တာပေါ့အခုမင်းသွားလို့တဲ့စီမံကိန်းဆွေကုတ်ကိုစီမံကိန်းမြဝတီစီမံကိန်းမဲတော်တလေရဒီဗမာနိုင်ငံရဲ့အုပ်စုကမင်းတို့ကိုဘဝပြက်စီအောင်လုပ်မယ်လူမျိုးတောင်းအောင်လုပ်မယ်အလုပ်အစကတည်းကမင်းတို့သိဖို့တင်နေနော်မသိဘူးလားသိတယ်ဟောစီမံကိန်းလောက်လား ကရင်ပြည်တယ်မှာကြည်လေဆွေကောက်ကိုအရင်တော့ဆိုလို့ရှိရင်တော်တွေတောင်းတွေပြည်သူလူထုတွေဆိုလို့ရှိရင်ဒီတဘဝအစာအသောက်တွေလှုပ်စားတဲ့တော်တောင်းရတွေလှုပ်စားတဲ့လေစပားတွေစိုက်တယ်အာလူတွေစိုက်တယ်ပြောင်းဘူးတွေစိုက်တယ်နော်တော်တောင်းဆိုလို့ရှိရင်ကျွန်မပြောတယ် တဘဝအစာအစာတွေအကုန်လုံးလုပ်ရတယ်ဒါမှမဟုတ်ကိုစီပွားရေးလုပ်မယ်ဆိုလို့ရှိရင်အလုတ်ရုပ်ပဲပြပြထောင်းဘာရုပ်ပဲပြထောင်းလေပြည်သူလူထုတွေလည်းတ냐နိုင်ငံမှာအလုတ်လာလုံဆောင်မလို့ကိုနိုင်ငံမှာပဲကိုလုံဆောင်လို့ရတာပေါ့ဟုတ်တယ်မလားကိုအစိုးရလည်းစားရတယ်ကိုပြည်သူလူထုတွေလည်းတ냐နိုင်ငံမှာကျုံလာလုံဆောင်မလို့အဲ့လိုမျိုးစီမံကိန်းတွေလုပ်လို့ရတာပဲအခုကတို့လုပ်တဲ့စီမံကိန်းကကာစီနိုစီမံကိန်းဆိုတော့လေကာစီနိုကနေကြာဖြတ်ဖြစ်သွားတဲ့ခါကျတော့ဘယ်သူကဘယ်သူကမားလဲပေါ့ ကပကြီးကမားတာလားနင်တို့ကရင်ခေါင်းဆောင်တွေကမားတာလားဆိုတော့နုစင်လားဒါလားအဲ့ဒါကြောင့်ပြည်သူလူထုဆဲတယ်ဆိုတာလဲနင်တို့နာစားမလို့ဒါကြောင့်နင်တို့ကျူးလို့နဲ့အပြစ်တွေနင်တို့ကိုယ်တိုင်ပြန်စင်ဒါကြောင့်ခဏခဏတချို့လူတွေလာမေးတယ်နော်မျိုးငါတို့ကရင်တွေဘယ်တော့စီယုံမလဲငါတို့ကရင်တွေဘယ်တော့ညင်ညွတ်မလဲငါတို့ကရင်တော်လာရင်ဘယ်တော့အောင်မြင်မလဲအိုးသူများရက်ခတ်နေကြတော့ပြက်ပြက်ပတ်ပတ်လောက်တယ် ပြပြတတလုံးမှာပေါ့ရက်ခန့်မှာကြာဖြားမှမရှိတာရက်ခန့်ခေါင်းဆောင်ကဖိလို့ဖိခန့်မှမရှိတာရက်ခန့်ခေါင်းဆောင်လက်နက်ကန်ခေါင်းဆောင်နိုင်ငံရေးခေါင်းဆောင်တွေရိုးသားတဲ့ဖြူစင်းနဲ့မိုင်းကန်တဲ့သူတို့လက်နဲ့သူတို့လက်ထက်မှာစီအောင်သူတို့လှုပ်တယ်နော်အရန်သူလက်နဲ့ကိုယ်လက်နဲ့ဖြစ်အောင်သူတို့စူးစားတယ်ဟုတ်ကိုယ်နှခေါင်းနဲ့ကိုယ်အသက်စုနဲ့သူများနှခေါင်းနဲ့အသက်မတော်စုဘူးလေဒါကြောင့်သူများခေါင်းဆောင်တွေပြတ်သားလို့ရိုးသားလို့နော်တော်လိုက်ရေးဆိုလို့စီအောင်မြင်မှုရှိတော့ပေါ့ငါတို့ကရင်မှာခေါင်းဆောင်တွေမှမရိုးသားတာ ် KNU ခေါင်းဆောင်လည်းမယိုးသားဘူး KNU ခေါင်းဆောင်လည်းမယိုးသားဘူးဒီ KBI ခေါင်းဆောင်လည်းမယိုးသားဘူး KN ကောသူလည်းခေါင်းဆောင်လည်းမယိုးသားဘူးဆိုတော့ဒီတော်လိုက်ရဘလို့သွားမလဲဟုတ်တယ်မဟုတ်လားကျွန်မတို့ပြည်သူလူထုကတောင်းကြည့်ပါတယ်ကျွန်မတို့ပြည်သူလူထုကတောင်းကြည့်တယ်ပြောစမလို့ကရင်ပြည်သူလူထုဗမာပြည်သူလူထုတိုင်းသားပြည်သူလူထုကအကြမ်းတောင်းကြည့်တယ်စောင့်ကြမ်းကိုတောင်းကြည့်တယ် နော်ဘာကြောင့်ဆော့ရအောင်တောင်းကြည့်လေပြဒီ၄နှစ်ပြေမှာကျွန်တော်တို့ပြည်သူလူထုတွေကိုအဖက်လဲပေးရတယ်အပင်မလဲခံရတယ်လက်နဲ့လဲကန်တယ်အာနာစင်လဲတော်လိုက်တယ်နီးလမ်းမျိုးစုံငါတို့ဒီလက်နဲ့ကန်အောင်အာကိုရမလားဒီဒီအစိုးရအောင်အာကိုရမလားဆိုတော့အမလေးငါတို့ခင်ဗျာလှုပ်ရရတာလက်ကောက်ပဲနော်อืมတချို့တော့ထိုင်ရအမျိုးအမျိုးကိရင်တို့သိစီရင်အတွက်ပါဝေးဟုတ်တယ်နော်အဲ့ဒါကြောင့်အခုဒုက္ခရောက်ပြီနော်ဒါကြောင့်မကျွန်မပြောအခုကိရင်လူမျိုးတွေလေညီတို့ကိရင်အာနာစင်လဲညီတို့တော်လိုက်အချက်ရောက်နေပြီ ကျုပ်ပြောပြီနော်ကြာဖြားနဲ့ပတ်သက်တဲ့မောင်ချစ်သူရဲ့အပေးအယူမောင်ချစ်သူရဲ့ကုညီမူနဲ့ညို့စိုးတာနဲ့ခေါင်းဆောင်အောက်စုအဖွဲမှန်မြန်လောဝပြေမလို့မင်းအောင်လိုက်ချမှာသူတို့ဖိင်းမင်းအောင်လိုက်ချမှာစောက်ကြည့်ပါကျွန်မပြောတယ်အခုမင်းအောင်လိုက်ကတော့သူကစားတာလာမလာပဲနော်အကွက်ရံလာတယ်ကျွန်မပြောတယ်ကျွန်မပြောပြီးမင်းအောင်လိုက်နိုင်ငံရေးတက်လာကစားတာလူ ကျမတို့ရဲ့ BDN နဲ့ရောက်မင်းဆိုးတဲ့နေ့တော့တလားမင်းဆိုးတာနဲ့ तू လက်ချီပြီးတော့တစ်ပေပေါ်မှာ तू လက်တွေချီပြီးတော့မင်းရဲ့ရဲ့ဆက်ဆက်ဆူပါတဲ့နေ့မင်းအောင်လာနိုင်ငံရေးလက်ကွက်ပြန်ကစားတာပြန်လာကစားတဲ့နေ့ပဲဖုန်းနဲ့အောင်မယ်လေနဲ့အောင်မယ်ဆိုအခု9နှစ်ပြည့်ပြီဘယ်မှာလဲဘယ်နေရာအောင်ပြီလဲဟမ်ဘယ်နေရာအောင်ပြီလဲတိုင်းသားနေမြေမှာလာပြီးတော့တိုင်းသားအချင်းချင်းပြဿနာဖြစ်အောင်လို့နေလို့လှုပ်လေလှုပ်လိုက်သေးတယ် ဒါကျမတို့သိတယ်ကျမတို့ကြီးမှာဆိုပို့ဆိုးတယ်နော်အန်နွန်းကြီးကပေါင်းတဲ့ဖွဲ့စည်းရတယ်စောက်တော့မကြောက်ကြွားသက်သက်နော်လှုပ်လှုပ်လှုပ်စင်ပြောတစ်မျိုးလှုပ်တစ်မျိုး BGF လီးကိုသွားဆောက်နေရတယ်အခုဘလောက်တိသူတို့အဆင့်တိုင်းရစိတ်လေဆိုတော့အဲ့ဒါပဲကြည်လိုက်သိတယ်နော်တချို့ပြဿနာနေကျမတို့အကုန်လုံးသိတယ်ကျမတို့မပြောဘူးဒါမှကျမတို့ကြီးအချင်းချင်းပေါင်းလို့စင်ကျမတို့ကျင့်နာပါတယ်ဝန်းပါပါတယ်ဒါမှပေါင်းနေတာဘာကိုပေါင်းတာလဲ ပြည်သူတို့အတွက်ပေါင်းနေတာလားနင်တို့ဖာရုံအတွက်ပေါင်းမင်းနေတယ်ဆိုတော့နင်တို့စဉ်းစားနော်ဒါမှမလို့ပဲပြပြကြာဖြားနဲ့ပတ်သက်တဲ့အုပ်စုမှန်တယ်များဘတော်မှပြေးမလို့မင်းရောက်လာနင်တို့ဖိန်ချမှာဒါကြောင့်ကြောက်ပြောပြီးနော်မြဝတီကိုနင်တို့အရင်မချရင်မင်းရောက်လာရင်လာချမှာမင်းရောက်လာရင်ချလို့ရှိရင်မင်းရောက်လာရင်တရုတ်သူကလတ်လနေသူနမီယူလိုက်မှာငါကြာဖြားကိုနေနင်းပေးမယ်အာကြာဖြားမြဝတီမှာစီးတဲ့ကြာဖြားအဆောက်အအုံတွေမင်းအောင်လာရင် ်ဘုံနဲ့လာကျဲပြလိုက်မယ်ဆိုလို့ရှိရင်လေငယ်နဲ့လာကျဲပြလိုက်မယ်ဆိုလို့ရှိရင်ဘယ်နိုင်ငံမှမီအွန်လိုင်းလာမတိုက်ရဘူး။ဘာပြောလဲဆိုတော့ ਨੀ တို့အန်ယူကြီးကဥပဒေနိုင်ငံကြီးနေမရှိဘူး။သူကိုကိုသူပြောတော့မြန်မာနိုင်ငံတနိုင်ငံလို့ကိုစာပြူတဲ့အမျိုးသားညီညွတ်ရေးအစိုးရဆိုပြီးတော့အမလေးဖေဒရယ်ဖေဒရယ်ဖေဒရယ်နဲ့လိုက်အော်နေတာ။ဖေဒရယ်ဆိုတာ ਨੀ တို့ဗမာပြည်နယ်ပေါ်ပေါ်နေအောင်စူးစမ်းငါပြောတာ။ဗမာပြည်နယ်လည်းမရှိဘူးဗမာအီးအိုလည်းမရှိဘူးဗမာအချင်းချင်းတော့မှညီညွတ်လောက်လို့မရတဲ့ ်သခိုးအုပ်စုကြီးနော်သခိုးနဲ့ငယ်အုပ်စုကြီးအော်ဒန်ဆာကလေးကြီးအုပ်စုကြီးဟုတ်လားဟုတ်လားဖာစင်ဖာလိုမျိုးပဲလောက်စာနေတဲ့အုပ်စုကြီးဒါကြောင့်အခုလိုမျိုးလေနှစ်အတွင်းမှာနိုင်ငံရေးဘောလစီဘောလဆက်ဘောလဆုံးလည်းမရှိပဲနဲ့ပြည်သူလူထုတိုင်းသားတွေကိုဖဲတယ်ဒီမိုကရေစီလူအခွင့်ရေးလမ်းပေါ်မှာဖင်ကြားပြီးတော့တိုင်းသားနေမြေမှာလိုက်ဖင်ကြားပြီးတော့နော်အဆက်တရားတစ်စဲမှမရှိပဲနဲ့ မင်း online ထက်တော့စိုးသေးတယ်မင်းတို့ကောင်းနေရကြည်လားမင်း online ကသူကအေးအေးစစ်စစ်နဲ့သူလက်ဆွေးနွေးတယ်နိုင်ငံတကာတို့နော်လာစီရလည်းသူအေးအေးစစ်စစ်ကန်လို့ရတယ်တယောက်လည်းသူအေးအေးစစ်စစ်ကန်လို့ရတယ်ထောင်းလည်းသူအေးအေးစစ်စစ်ကန်လို့ရတယ်မင်းတို့အန်နူကြီးကထမ်းတော့နေလို့ပြောတယ်ပြည်တွင်းမှာနေတဲ့တိုင်းသားတော့မှနေလို့လက်ညှိလို့မရတယ် ခိုးစားဖို့လူစားဖို့မြို့စုဖို့ကားဝယ်ဖို့အိမ်ဝယ်ဖို့နင်တို့မိသားစုနဲ့နိုင်ငံတကာမှာဖာရဖို့ဒါနဲ့ပဲခွက်ကပြီးတော့ပြည်သူလူထုဒုက္ခပေးသွားတာဒါတွေလက်ခံနိုင်အောင်နင်တို့စူးစမ်းကြလားမကြဘူးပေါ်မှာကရင်ပြည်နယ်မှာလာနေတဲ့ NUG ခွက်ကနေလဲပေါ်မှာ KNU နဲ့ NUG တဲ့ဘလို့ခိုးစားတာလဲဘလို့မြို့စုတာလဲဘလို့မြို့ဖင်ချတာလဲဆိုတော့ပေါ်မှာ မပူနဲ့ဖေချင်းစိုးအုပ်စုတဲ့နေတော့ကြောက်တော်လိုက်ရကြနေရတာခိုးစားတဲ့ကြောက်တော်လိုက်တော်လိုက်ကြနေရတာဖာခေါင်းဆောင်လေးဖာဖာခေါင်းဆောင်လို့ပြောနေမမှားဘူးတို့ကိုယ်ကဖာအစင်းတော့ပဲစစ်တဲ့အောက်ချုပ်နေတဲ့နိုင်ငံကြီးခေါင်းဆောင်မို့အခုလိုမျိုးတန်ပြက်ပြည်ပြက်ကဘာကြီးမှစစ်တဲ့ကျွန်မတို့တိုင်းသားလူမျိုးတွေဘဝပြက်နေရတာအမလေးငါတို့တိုင်းသားတွေကတနစ်ပင်လာနှစ်နှစ်ပင်လာသုံးနှစ်ပင်လာ ยีนี่မြုံနိုင်လာရတာအဲ့ဒီရောင်းကားတွေရောင်းဆွေးတွေရောင်းငွေတွေရောင်းထောက်ပို့ကူညီအင်းဟင်းနာဆော်တော့သူတို့နိုင်ငံရေးတခိုးဂျဘိုလက်နက်ကန်တခိုးဂျဘိုဂေါင်ကြီးပန်းနေရပဲအဲ့ဒီတလုံးပြီးတလုံးလက်ဝဲကားနေတစီဘီတစီလက်ဝဲဖားနေတရားပြရားလိုက်ချခိုးစားလူစားနိုင်စားအကျဉ်းစာရီတရီစုတ်ပြတ်တာပြီးတော့ဒီလိုမျိုးခေါင်းဆောင်တွေကဘယ်လိုမျိုးနိုင်ငံအောက်ချုပ်မှလဲဟွန်း ဟာခေါင်းဆောင်နိုင်ငံရေးအုပ်ချုပ်မယ်အုပ်ချုပ်လို့မရဘူးတခိုးခေါင်းဆောင်နိုင်ငံရေးအုပ်ချုပ်မယ်အုပ်ချုပ်လို့မရဘူးတခိုးအုပ်ချုပ်လို့ရှိရင်ကျွန်မတို့နိုင်ငံတခိုးနိုင်ငံဖြစ်သွားမှာပေါ့ဖာခေါင်းဆောင်အုပ်ချုပ်ကျွန်မတို့နိုင်ငံဖာနိုင်ငံဖြစ်သွားမှာပေါ့ဟုတ်တော့ဟုတ်လားအေးအဲ့ဒါပဲစဉ်းစားကြည့်သူတို့နော်ဒါကြောင့်မလို့အခုဟောဘာလဲနေမြစ်တခုရှိတယ်နော် ြဿနာတွေတော့တော့အကြီးကြီးတက်နေတာအခုလက်နက်ကအချင်းချင်းတော့မသူတို့မြေပြင်းနေမှာစပ်ပြဿနာတွေတက်နေကြတာနော်ပြောလို့ရှိရင်တော့ပြည်သူလူထုကဟိုဘာသာမကောင်လို့ပြည်ပမှန်နေတဲ့ပြည်သူလူထုကပြောလို့ဆိုလို့ဆိုတော့သူတို့တွေကဟိုဟိုနိုင်ငံရေးကိုအုပ်ချုပ်ချင်တဲ့ခွဲကောက်အုပ်စုတွေကပြည်သူလူထုအပြစ်တင်မှာသူတို့ကိုယ်တိုင်စောက်ပုံမကြတော့သူတို့မသိဘူးသူတို့စောက်တော့မကြတော့အခုစပ်ပြဿနာတွေတက်နေတာမြန်မာနိုင်ငံတနိုင်ငံတွေစောက်ပြဿနာတွေတက်နေတာ လက်နကအချင်းချင်းလဲနေက NDC ကိုစီလာအခမနေလို့ငါကနေလို့ NDC လက်ထမမနေလို့အာနေကအကူညီရလို့ငါအကူညီများရဖြစ်နေကြသေးတယ်ဆော့ဆက်တစ်စက်မှမရှိဘူးငါပြောနေလို့ကြလားအဲ့ဒါကြောင့်အဆက်တရားလေးနည်းနည်းစကြဖာကောင်းဆောင်ပဲမလုပ်နဲ့